ဟုတ်ကဲ့ကျွန်တော်ဒီတစ်ခါတော့ကျွန်တော်တို့ရုပ်ပုံပေါင်းတစ်ခုအပြင် Diamond 17တန်းလောက်အထိကျွန်တော်တို့ဂုံးစင်းလို့ရတယ်ကျွန်တော် Mobile Legend တရားဝင်လုပ်ပေးတယ် Oster Event အကြောင်းကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်ညောဒီ Event ကကျွန်တော် Mobile Legend တရားဝင်လုပ်ပေးတဲ့ Event ဖြစ်တဲ့အတွက်ကျွန်တော်တို့အားလုံးစိတ်ချလက်ချလုပ်လို့ရတယ်တခြားဘယ်မှမလုပ်တာမဟုတ်ဘူးအဲ့တော့ကျွန်တော်တို့အရင်တော့ account တွေပဲ hack ခံပါတယ်ကျွန်တော်ပူစရာမလိုဘူးပေါ့နော်စိတ်ချလက်ချလုပ်လို့ရပါတယ်ကြည့်ဒီ event ကတော့ကျွန်တော်တို့ in game event တော့မဟုတ်ဘူးအဲ browser event တော့ web event ဖြစ်ပါတယ် ကဲဒီ event ရဲ့ link ကိုထုတ်ဆက်နိုင်မယ်ကျွန်တော် view decoration မှာရော comment ပေးလိမ့်မယ်ကျွန်တော်ချပေးထားမယ်အဲ့ link ကဝင်လို့ရတယ်ဗောနော်အဲဒီဟာကတော့ကျွန်တော် TikTok သုံးတဲ့လူတွေ YouTube သုံးတဲ့လူတွေ Facebook သုံးတဲ့လူတွေအတွက်အဆင်ပြေလို့ပြောလို့ရတယ်ဗောနော်ဘာလို့လဲဆိုဒီဟာကကျွန်တော် content ကိုဖန်တီးပြီးတော့ပြန်ရမယ်ပြန်ဝဲဖြစ်ပါတယ် ပြန်လို့ကွာကျွန်တော်ဒီမှာကအရင်တော့ကလို့အဲကျွန်တော်1 2တန်းမွေးနာရေးပါလေဖြစ်လဲပူစရာမလို့သူက view လိုက်လဲကျွန်တော်တို့က diamond တွေပေးသေးတာဖြစ်တဲ့အတွက် brother တို့နဲ့ view နည်းနည်းများများ diamond ကရဖို့သိကြတယ်ပေါ့နော်ဒါပေမဲ့ကိုလုတ်တဲ့ကွန်လန်က view ကောင်းတယ်ဆိုရင်တော့ကောင်းတယ်လို့ diamond ပို့ရမယ် view နည်းရင်တော့ diamond နည်းပြီးရမယ်ပေါ့နော်ဒါလေးတော့ခွာသွားတယ်အဲ့တော့ကျွန်တော်အရှုံးတော့မရှိဘူး brother တို့လည်းလုတ်ကြည့်ဖို့ကျွန်တော်ချိန်ပေးချင်ပါလားဗျ ကျွန်တော်ပေးရကျွန်တော်ကျွန်တော်ပေးရ link ကဝင်လိုက်မှာဆိုကျွန်တော်တို့ဒီ event ပုံစံအခုလိုမျိုးတွေ့ရမှာဖြစ်ပါတယ် Oster event ပေါ့နော်ဒါကျွန်တော် in game event တော့မဟုတ်ဘူးဒီမှာကကျွန်တော်တို့အဲ review တွေတစ်ချက်ကြည့်မယ်ဆိုရင်ဒီမှာကျွန်တော်တို့ဘောင်တစ်ခုပါမယ်အဲ့ဒီဘောင်ကဘယ်ချိန်မှာရမှာလဲဆိုရင်အခုတန်းတော့မရဘူးကျွန်တော်တို့ဒီ event မှာဝင်ပြိုင်တဲ့လူမှန်သမျှဒီဘောင်ကိုရမှာဖြစ်ပါတယ်ဘယ်ချိန်မှာရမှာလဲဆိုရင် event ပြီးပြီးချိန်မှာကျွန်တော်ရဲ့ in game မေးပေါက်ကိုလှမ်းပြီးပို့ပေးမှာဖြစ်ပါတယ်အဲ့တော့ဘယ်လိုလဲ ဘလူးပဲဖြစ်ပြောဘလူးတပုတ်လုတ်ပြီးတော့ဖန်တီးပြီးတော့ဒီ event မှာဝင်ပြိုင်ပြီဆိုတာနဲ့ဒီပေါင်းဒီကြောက်ရမှာဖြစ်ပါတယ်ဆွမ်းနာပြောလို့အခုတော့အများကြီးပေါ့နော် event ပြီးပြီဆိုတာနဲ့ကျွန်တော်တို့ပြိုင်ပွဲဝင်တဲ့အကုန်လုံးကိုဒီပေါင်းပြီးတော့မှာဖြစ်ပါတယ်ကဲတော့ revert တွေကြည့်မယ်ဆိုရင်တော့ဒီမှာကျွန်တော်တို့အဲ top 1ကဒေါ်လာ1000ရရမယ် top 2ကဒေါ်လာ800ရရမယ်ကျွန်တော် top 3ကဒေါ်လာ600ရရမယ်ပေါ့နော်ကျွန်တော် top 4ဆိုရင်ဒေါ်လာ400ရရမယ် top 5ဆိုရင်ဒေါ်လာ300ရရမယ် top 6ကနေပြီး top 10ဒီကိုဒေါ်လာ200ရရမယ်ကျွန်တော်တို့ တော်လဲမဲ့တော်20ဒီကိုဒေါ်လာ150ရပါဒါကျတော့ဒေါ်လာရမယ်လူတွေပေါ့နော်မင်းတို့အဆင့်20ဒီကနဲ့အဆင့်30အတွင်းကိုဒေါ်လာ100ဒီရအောင်မှာဖြစ်ပါတယ်ကျွန်တော်တို့အဆင့်30ဒီကနဲ့အဆင့်35အထိဝင်တဲ့လူတွေကတော့ဒိုင်းမွန်2500ဒီရမှာဖြစ်ပါတယ်โอเคနေတော့မနေဘူးပြေနော်ဒိုင်းမွန်2500ဆိုနေရပမာတော့မဟုတ်ဘူးကဲအဲ့ဒီအဆင့်ကျွန်တော်တို့ကအဆင့်ကျွန်တော်တို့50အထိတက်ကနေအဆင့်50ဒီမွင်လို့ဘာသာတော့နဲ့ဒိုင်းမွန်များတယ်ဆိုတာမဟုတ်သေးဘူးเนาะကျွန်တော်ဒိုင်းမွန်ကရပါသေးတယ်ဒီမှာကျွန်တော်တို့ဒိုင်းမွန်ဆက်လက်တန်းဒီပေးရတာရှိတယ်ဗျဒီမှာကျွန်တော်တို့ဘယ်သူတွေအတွက်ပေးမှလဲဆိုရင် ကျွန်တော် YouTube platform နဲ့တင်တဲ့လူတွေ Facebook နဲ့တင်တဲ့လူတွေ Instagram နဲ့တင်တဲ့လူတွေအတွက်ကျော်ဒီမှာ time bomb တွေထပ်ပြီးပြတာဖြစ်ပါတယ်။ကျွန်တော်ဒီဟာကဘာအတွက်ဘလို့ပြရလဲဆိုရင်ကျွန်တော် view လိုက်ပြတာဖြစ်ပါတယ်။ဘာသာလို့လုပ်တဲ့ content ကအဲပေါ်မှာကြည့်ရ view တွေအတွက်ကိုအဲသူကကြည့်ပြီးတော့ပြတာဖြစ်ပါတယ်။ဒါကျွန်တော်ဒီမှာဆိုကျွန်တော် YouTube မှာဆိုရင်ဒီမှာကျွန်တော် view 1000အဲ view 1000ပေါ့နော်အပေါ်ဆုံးကတော့ view 1000ဆိုရင်အောက်မှာရှိတဲ့ time bomb တွေရနေပြီးတော့အဲ view တသိန်းရတဲ့လူတိုင်းကိုသူကအဲ့ဒီကနေရောခွဲရန်ကြခွဲပြီးတော့မှဖြစ်ပါတယ်ဒါကတော့မှ view တသိန်းရတဲ့လူတွေပေါ့နော်အောက်မှာကျွန်တော်တို့အဲ view 9000ရတဲ့လူတွေကိုလည်းခွဲပြီးတော့မှရှိတယ် view 2000ရလူတွေခွဲပြီးမှရှိတယ် view 1000 view 9000ထိကိုကျွန်တော်တို့ကဒိုင်းမွန်၄သိန်းတီကိုခွဲပြီးမှဖြစ်ပါတယ်ဒါကကျွန်တော်တို့ဆိုကြပါစို့ brother တို့နဲ့ကိုတင်လိုက်တဲ့ content view ကကျွန်တော်တို့ YouTube ပဲဖြစ်ဖြစ် Facebook ပဲဖြစ်ဖြစ် Instagram ပဲဖြစ်ဖြစ်အဲ့ဒီလုံးလိုက်တဲ့ content က view 9000လို့ရပြီဆိုရင်အောက်မှာပြလိုက်တဲ့ ဒိုင်းမွန်၄သိန်းညနေပြီးတော့ဘရာသားတို့အချိုးကျခွဲပြီးပြီးမှဖြစ်ပါတယ်အဲ့တော့တစ်ကမ္ဘာလုံးနဲ့ရှင်ပြီးတော့ပြန်ရတဲ့ global event ဖြစ်တဲ့အတွက်ဘရာသားတို့အနေနဲ့အဲ global ပြော view 9000လောက်ကတော့ဘရာသားတို့အနေနဲ့ရရနိုင်တယ်လို့ပြောလို့ရတယ်ပေါ့နော်ဒါကကျွန်တော်တို့အဲအခုမှစလုံးမဲ့လူတွေအတွက်လည်းအဆင်ပြေလို့ပြောလို့ရတယ်နော်အရင်တော့ဆိုရင်ကျွန်တော်တို့အဲ1 2တန်းဝင်မှနော်အစဉ်50ဒီဝင်မှဒိုင်းမွန်ရရရှိတယ်အဲ့တော့ဒီလို view လိုက်ဒိုင်းမွန်လေးပြရပြသားတို့ကောင်းတယ်လို့ပြောလို့ရရပါတော့ဒါကျွန်တော် YouTube အတွက် ေးတဲ့ဒိုင်းမိုဘန်နာဖြစ်ပါတယ်ဒီဘက်မှာ Facebook အတွက်ပေးတဲ့ကျွန်တော်ဒိုင်းမိုဘန်နာနဲ့ YouTube မှာပေးတဲ့ဒိုင်းမိုဘန်နာနဲ့မတူဘူး YouTube ကတော့အမြင့်ဆုံးပေါ့နော် YouTube ကဘာလဲဆိုရင် YouTube ကအဲဒါဟိုကျွန်တော်တို့ YouTube content creator တွေကတော့အရင်တော့ကလည်းဒီလိုပဲ YouTube မှာပေးတဲ့ပတ်စံနဲ့ Facebook မှာပေးတဲ့ပတ်စံနဲ့မတူဘူးဒါကျွန်တော်တို့ creator တွေအအောင်တည်တည်တည်ပြီးသားဖြစ်ပါလိမ့်မယ် YouTube ကကြတော့ view ရဖို့မလွယ်ဘူးပေါ့နော် Facebook ကလွယ်တယ်အဲ့တော့ကျွန်တော်တို့ YouTube ကရတဲ့ YouTube မှာတင်တဲ့ဗီဒီယိုတွေကျွန်တော် diamond ပို့ပေးထားတယ်ပေါ့နော်ဒီမှာ diamond ဆိုပို့ရတယ် Facebook ဆိုရင်လည်းမစိုးပါဘူးเนาะ Facebook ကကျွန်တော် YouTube လောက်တော့ view share တာမခက်ဘူးသူကနည်းနည်း view လွယ်ပေါ့နော်နောက်တစ်ခုကကျွန် Instagram Instagram ကတော့လူသုံးနေတဲ့ကျွန်တော်မြန်မာနိုင်ငံအတွက်ဆိုရင်တိတ်အဆင်မပြေဘူးပေါ့နော်အဲ့တော့ဘာသာရုံးနဲ့လုံမဆိုရင် YouTube ဒါမှမဟုတ် Facebook နဲ့လုံဒါကျွန်တော် view တွေပြောတာเนาะအဲ1 to 10ဝင်ကျင်တဲ့လူတွေအတွက်ကတော့ရတယ်ဘာလို့လဲဆိုရင်သူကဒီမှာက ဒီမှာဒေါ်လာတွေပေးထားတာကတော့အကုန်လုံးလွှဲပေးထား YouTube ပါတယ် Facebook ပါတယ် Instagram ပါတယ် VK ပါတယ် TikTok ပါတယ်ပေါ့နော် TikTok เนี่ยအားလုံးနဲ့အဆင်ပြေဆုံးလို့ကျွန်တော်ထင်တယ်ပေါ့နော်ပြန် TikTok TikTok ကကျွန်တော် view ရဖို့လွယ်တယ်အဲ view လည်းရှေးကြီးလောက်ရှာမလို့ပေါ့နော် TikTok သမားတွေကအနည်းဆုံး3မိနစ် video လုပ်ဖို့လိုတယ် YouTube ကတော့3မိနစ်အထက်ပေါ့နော်3မိနစ်အထက်လုပ်ဖို့လိုတယ် Facebook ကလည်းအလိုပဲ YouTube နဲ့ Facebook ကတိတ်မကွာဘူးနော် Instagram လည်းအလိုပဲအနည်းဆုံး view ကကျွန်တော်တို့စကန့်30 3မိနစ်အတွင်းရှိဖို့လိုတယ်တိုက်တူလို့မရဘူးနော် โอเคဘာသာဝင်နေကျွန်တော်ဒေါ်လာရေလိုချင်နေဆိုရင်တော့ဒီအပေါ်ကနော်ကျွန်တော်တို့ YouTube နဲ့ပြန်လို့ရတယ် TikTok နဲ့ပြန်လို့ရတယ် Instagram နဲ့ပြန်လို့ရတယ်ဗောနော်ဒါပေမဲ့ view အတွက်ဆိုရင်တော့အောက်မှာပြထားတဲ့၃ခုပဲရမယ် YouTube နဲ့ Facebook နဲ့ Instagram ၃ခုပဲရမယ်အဲ့တော့ကျွန်တော် brother တို့နေ1လူတန်းဝင်ဦးဒေါ်လာတွေမလိုချင် diamond ပဲလိုချင်နေဆိုရင်တော့ဒီအောက်က၃ခုနဲ့ဝင်ပြန်လို့ရတယ်ကိုအားသာရအားသာရကျွန်တော် platform နဲ့ဝင်ပြန်လို့ရတယ်ဗောနော်ကျွန်တော်ကတော့ Facebook အဲ့ sorry ကျွန်တော် YouTube မှာကျွန်တော်တင်တာဖြစ်တဲ့အတွက်ကျွန်တော် YouTube နဲ့ဝင်ပြန်မှာဖြစ်ပါတယ် Facebook ကလည်း view ရဖို့လို့တော့ Facebook နဲ့လည်းဝင်ပြန်လို့ရတယ်ဗောနော်ကဲဟုတ်ဒါကကျွန်တော် event မှာပါတဲ့ကျွန်တော်တို့ခါရီဖြစ်ပါတယ် reward တွေပါ အဲဒီစကင်လေးလည်းရနိုင်တယ်ဗောနဒီစကင်လေးလည်းရနိုင်တယ်ဘာပြောကျွန်တော်ဒီ event မှာဝင်ပြိုင်ဆိုတာဒါတော့လည်း view ရရမရရဒီ event မှာပါရီဆိုရိုက်ထားတယ်ကျွန်တော်တို့ကဒီဘောင်ကိုတိုင်းပြီးရမှာဖြစ်ပါတယ် okay အားလုံးကျွန်တော်တို့ဒီမှာကျွန်တော်တို့အရင်ဆုံး login ရင်ဝင်ရမယ် login မှာဆိုကျွန်မလူရုပ်ပုံလေးရှိတယ်နောက်ကျွန်တော်ဒီမှာဘာသာလဲပြောင်းလို့ရတယ်ဒီမှာကျွန်တော်ကိုကြဲတဲ့ဘာသာပေါင်းလို့ကျွန်တော်မြန်မာဘာသာပြောင်းထားတာဖြစ်ပါတယ်ပေါင်းဆိုကျွန်တော်ဖတ်ရပြရလွယ်တယ် ပင်ကြော်ဒီမှာ login ဝင်မှာပေါ့နော်လူပုံလေးကိုနှိပ်မယ်ပင်ကြော်ဒီမှာ Google လေးကိုနှိပ်မယ်ပင်ကြော်အမှန်ကိုကြိုက်တဲ့အဲကိုရဲ့ in game နဲ့ချိန်ထားတဲ့ Gmail ကိုနှိပ်လိုက်ပေါ့နော်ကျွန်တော်ကကျွန်တော် in game နဲ့ချိန်ထားတဲ့ Gmail ကိုနှိပ်တယ်နှိပ်ပြီးဝင်မှာဖြစ်ပါတယ်အာကိုအားတန်ရတဲ့ဝင်လို့ရတယ်နော်ဘလားသားတို့ quick login နဲ့လည်းဝင်လို့ရတယ်အဆင်ပြေလို့ဝင်လို့ရတယ်ဟုတ်ကဲ့အဲ့တော့ကျွန်တော်ဒီပေါ်မှာကျွန်တော်ရဲ့ in game နေနေပေါ်သွားပြီဒါကျွန်တော်ရဲ့ in game နေ အကျွန်တော်တို့အယူကျအစံတို့ပေါ်တယ်ဒါဆိုကျွန်တော်တို့ login ဝင်တာအောင်မြင်သွားပြီပဲဖြစ်ပါတယ်ဒါဆိုကျွန်တော်တို့ event ကိုစလုပ်လို့ရပြီလုံးမတဲ့ကျွန်တော်အောက်မှာလေးမတင်သွင်းပါဆိုတာရှိတယ်အဲ့ဒါလေးကိုနှိမ့်မယ်ပေါ့နော်အရင်ဆုံးဒီဟာကိုမလုပ်ခင်ဘရသာတို့အနေနဲ့ကိုပြိုင်မဲ့ platform တွေ video တင်ထားဖို့လိုတယ်ဘရသာတို့လည်း YouTube နဲ့ပြန်မှာဆို YouTube မှာကျွန်တော်တို့ video တစ်ပုဒ်တင်မယ်အနည်းဆုံး3မိနစ်အထက်ရှိဖို့လိုတယ်ကျွန်တော် TikTok မှာလေးမဆိုရင်10မိနစ်အထက် sorry အဲ့ဒါ10မိနစ်အထက်ကျွန်တော်ရှိဖို့လိုတယ်ပေါ့နော် တိုက်တူလို့တော့အဆင်မပြေဘူးအဲ့ဒီမှာကျွန်တော်ကလိုအပ်ချက်ကလေးတော့ရှိတယ်ဘာလိုအပ်ချက်ကလေးဆိုရင်ကိုလုတ်တဲ့ဘရူရဲ့အောက်မှာကျွန်တော်ဟတ်တက်ကလေးထည့်ပေးရမယ်အဲဒီကရက်ရှင်မှာပေါ့နော်ဒီကရက်ရှင်မှာဟတ်တက်ကလေးထည့်ပြီးပို့လို့ရတယ်ကျွန်တော်ထည့်ပြမှာဟတ်တက်ကလေးကျွန်တော်ချက်ပြပေးမယ်နော်ဘယ်မှာကြည့်ရမလဲဆိုရင်ကျွန်တော်ဒီမှာ event လမ်းညွှန်တော်တစ်ချက်ဝင်ကြည့်လိုက်မယ်နော် event လမ်းညွှန်တော်ဝင်ကြည့်လိုက်မယ်ကျွန်တော်ကျွန်တော်လည်းခုမှခုမှဝင်ကြည့်ရဆိုတော့နည်းနည်းရွာလဲတော့ညနော်တစ်ချက်ပြပေးမယ် ီမှာကျွန်တော်ဒီမှာဟက်တက်အနေနဲ့ထည့်ပြမှာနှစ်ခုပါတယ်ဗောနော်ကျွန်တော်တို့ MMBB creator ဒါမှမဟုတ်ရင်ကျွန်တော်တို့ MMB All Star ဆိုပြီးတော့ကျွန်တော်ဟက်တက်ကလေးတစ်ခုပဲထည့်ပြလို့ရတယ်ဒါဆိုရင်ဘယ်ဟာပဲထည့်တယ်ကြာ MMB creator ထည့်လို့ရတယ် MMB All Star ထည့်လို့ရတယ်เนาะတစ်ခု တတိပေးချင်တာကဘရာသားတွေနဲ့ဒီ event ဆလာပြီးနောက်ရမှာလုပ်တဲ့ view တွေပဲအကျိုးဝင်တာဖြစ်ပါတယ်ဒီ event မလာခင်လုပ်ထားတဲ့ view တွေမှာဒီ hashtag သွားထည့်ပြီးတော့ဒီ event မဝင်ပြိုင်လို့ကျွန်တော်အကျိုးမဝင်ဘူးပေါ့နော်အဲ့တော့ဘရာသားတွေဒီ event ကိုတွေ့ချာနဲ့နောက်ရက်ကစပြီးတော့ view တွေလုပ်လို့ရတယ်အဲ့ view မှာဒီ hashtag ကလေးတွေထည့်မယ်ပင်အဲ့ဒီ view ရဲ့ link လေးကိုယူမယ်ယူပြီးတော့ဒီမှာယခုတင်သွင်းမှလေးကိုနှိပ်လိုက်ပါပေါ့နော်အဲ့မှာဘရာသားတို့ကကိုကျွန်တော်တို့ content လောက်ထားတဲ့ platform ကိုရွေးပြီးပို့လို့ရတယ်ပေါ့ YouTube ဆို YouTube ရွေးပြရမယ် Facebook ဆို Facebook ရွေးပြရမယ်ကျွန်တော်ကတော့ YouTube ဆို YouTube ရွေးပြလိုက်မယ် ပြီးတော့ဒီမှာကျွန်တော်တို့ရဲ့ link ကိုထည့်မှာဒါအရင် event တွေလိုပဲတိတ်ပြီးတော့ကွဲပြားတော့တာမရှိဘူးဒီမှာကျွန်တော်တို့ copy ကူးလာတဲ့ link ကိုဒီမှာကျွန်တော်တို့ paste လုပ်လိုက်မှာပေါ့နော်ဒီမှာထည့်လိုက်မယ်ကျွန်တော်ကပြန်ပြရအောင်နော် copy ကူးထားတာမရှိတော့မပြရဘူးပြီးဒီအောက်မှာဘာသာစကားရွေးမယ်ပေါ့နော် brother တို့ရဲ့ video က content ဘာနဲ့လုပ်ထားတာတော့မြန်မာမြန်မာဘာသာမြန်မာဘာသာရွေးအဲကျွန်တော်အင်္ဂလိပ်လိုပြောရတဲ့ဆိုရင်အင်္ဂလိပ်လိုရွေးပေါ့နော်ကျွန်တော်ကမြန်မာတယ်မြန်မာလိုရွေးမယ် ဒီမှာလင့်လေးထည့်ပြီးလို့လဲနော်ဗီဒီယိုလင့်ရဘာသာလို့နဲ့ယူရမယ်ထင်တယ်ကျွန်တော်ပြမပြပြီးတော့နော်ပြီးကျော်ဒီ email လမ်းညွှန်ဆဲပေးရဟာလေအမှန်ကြီးကလစ်ချက်ပြီးလိုက်ပြီးကျော်တင်သွင်းမီယိုနှိမ့်လိုက်ပါအဲဒါဆိုကျွန်တော်တို့ရဲ့ဗီဒီယိုတွေကကျွန်တော်တို့ဒီ email မှာဝင်ပြိုင်ရသွားပြီဖြစ်ပါတယ်ကဲဗီဒီယိုအနေနဲ့ကကျွန်တော်တို့10ခုဒီဝင်ပြိုင်လို့ရတယ်ဒါကျွန်တော်တို့ဒီလို email တွေမှာတော့အနည်းဆုံးအဲ sorry အများဆုံးကျွန်တော်တို့ဗီဒီယို10ခုဒီပြိုင်လို့ရတာဖြစ်ပါတယ် ကဲဗျာမကျွန်တော်တို့ကကြည့်လို့ရမယ်ကျွန်တော်တို့ရဲ့ဗီဒီယိုရီကွန်တန့်တွေကိုကျွန်တော်တို့ကဒီမှာဝင်ပြီးတော့ပြင်လို့ရရသလိုကျွန်တော်တို့ကကိုယ့်ရဲ့ level အဆင့်ဘယ်လောက်ရသလိုဆိုကြည့်လို့ရတာဗောနော်ဒီမှာအပေါ်မှာတစ်ချက်ကြည့်တယ်ဒီမှာဥဆောင်သူပြရသေးတာရှိတယ်လောလောဆယ်ရောအီးပန်ကအခုမှစတာဖြစ်တဲ့အတွက်ဝင်ပြနေလို့မရှိသေးဘူးအဲဒီမှာကျွန်တော်တို့ကဒီမှာကိုယ်ဝင်ပြန်ခဲ့တဲ့ platform လိုက်ကျွန်တော်တို့ကဒီမှာအဲကျွန်တော်တို့ဥဆောင်မှုပြဆရာကြည့်လို့ရတယ်ကိုယ့်ရဲ့ဗီဒီယိုကိုကြည့်ကြည့်သူစုစုပေါင်းဘယ်လောက်ရှိဆိုတော့ဝင်ကြည့်ပြီးတော့ကြည့်လို့ရတယ်ဗောနော်အဲ့တော့ကျွန်တော်ဒီအီးပန်လေးကမဆိုးဘူးဒါတော့အနေနဲ့ show မရှိဘူးเนาะ ဖြူလိုက်ပါကျွန်တော်တိုင်မွန်ပေးတာဖြစ်တဲ့တိုင်မွန်အနေနဲ့အများရမှာဖြစ်ပါတယ်အဲဘရာသာလုံးနဲ့ဝင်ပြီးပြန်ဖို့ကျွန်တော်အကြံပေးချင်ပါတယ်ကျွန်တော်မသိရလေရှင်နဲ့ကိုမမဝင်ပေးခဲ့လို့ရပါတယ်တည့်ရလို့ဝင်ဖြည့်သွားလို့ရပါတယ်โอเคခက်ဖြူလေးရတလောက်ပါ